မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်သတင်းများကိုတင်ဆက်ပေးပါမယ်မြန်မာပြည်သူတွေကိုကူညီနိုင်မယ့်နီလန်လေးခုကိုလူ့အခွင့်အရေးမဟာမင်းကြီးတင်ပြတဲ့အကြောင်းတင်ဆက်ပေးပါမယ်မြန်မာပြည်သူတွေကိုထိထိရောက်ရောက်အကူအညီပေးနိုင်မယ့်နီလန်လေးခုကိုကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးကတင်ပြဆွေးနွေးခဲ့ပါတယ်ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာကျင်းပခဲ့တဲ့ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီညီလာခံမှာမြန်မာလူ့အခွင့်အရေးဆိုင်ရာစီရင်ခံစာတစာကိုတင်သွင်းရင်တာကာအဲ့ဒီအကြံပြုချက်တွေကိုထည့်သွင်းပြောဆိုသွားခဲ့တာဖြစ်ပါတယ်သူကအာနာသိန်းစစ်တပ်အုပ်ချုပ်နေတဲ့မြန်မာ နိုင်ငံမှာလူခွင့်ရေးခြင်းတွေကပုံမကြက်တဲဆူရွာလာနေတာကိုအတည်ပြုခဲ့ပြီးတစ်ဖက်မှာလည်းမြန်မာပြည်သူတွေကအပြောင်းလဲအတွက်မျှော်လင့်ချက်တွေကိုတန်တန်ခိုင်းစုပ်ကင်ထားစေလို့ဆိုပါတယ်လူ၄00လောက်တည်ဆုံခဲ့တဲ့မလ28ရက်နေ့ငလင်ကြီးပြီးမှမြန်မာနိုင်ငံရဲ့အခြေအနေဟာပိုပြီးခက်ခဲလာကြောင်းဒါပေမဲ့မြန်မာပြည်သူတွေကတော့ငြိမ်းချမ်းတဲ့ဒီမိုကရေစီနဲ့လူခွင့်ရေးတွေပြည့်ဝတဲ့အနာဂတ်ကိုဆက်လက်မျှော်လင့်နေစေလို့ထားကကောင်စီညီလာခံမိန့်ခွန်းမှာထည့်သွင်းပြောဆိုသွားပါတယ် မြန်မာပြည်သူတွေကိုထိရောက်တဲ့ကူညီတွေပေးဖို့ဆိုရင်ကောင်စီနဲ့နိုင်ငံတကာတိုင်ဝန်ကတိကလှုံ့ဆော်နိုင်တဲ့အပိုင်းလေးခုရှိရဲလို့သူကအကြံပြုထောက်ပြခဲ့ပါတယ်ပထမအဆုံးလှုံ့ဆော်ရမှာကတရားမျှတမှုနဲ့တာဝန်ယူတာဝန်ခံမှုတွေကိုရှာဖွေပေးဖို့ဖြစ်ပြီးအဲ့ဒီကောင်စီအောက်မှာနိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးဖို့တပြတ်မှုနဲ့တခြားစိုးရိမ်မှုတွေကျူးလွန်သူတွေကိုထိရောက်စွာပြစ်ပေးအရေးယူနိုင်ဖို့ဆိုတာတွေပါဝင်ပါတယ်ပြီးတော့မြမရေးကိုပြည်ပဆိုင်ရာရာဆွဲခုံရုံး ICCC တင်ပြနိုင်ဖို့လဲသူကတိုက်တွန်းခဲ့ပါတယ်ဒုတိယလိုအပ်ချက်ကတော့မြန်မာနိုင်ငံမှာပြည်သူအလုံးလေးစားကြမယ်ဒီမို ရေစီရဲသားစုရပေါ်ထွန်းလာအောင်ကူညီဖို့ဖြစ်ပါတယ်ရိုဟင်ဂျာတွေနဲ့လူငယ်စုတိုင်းရင်းသားတွေကိုဖိနှိပ်ခွဲခြားဆက်ဆံခဲ့တဲ့ဥပဒေတွေကိုဖယ်ရှားမှာဖြစ်ပြီးအရက်သားတွေရဲ့အခွင့်အရေးတွေနဲ့မီဒီယာလိုလက်ခွင့်တွေကိုကာကွယ်ရမယ်လို့ဆိုပါတယ်တတိယတောင်းဆိုမှုအနေနဲ့မျှတပြီးအစုအဖွဲ့အားလုံးအတွက်အကျိုးဖြစ်တော်စေမယ့်စီးပွားရေးမျိုးပြန်တည်ဆောက်ဖို့ဖြစ်တယ်လို့ထကပြောပါတယ်စတက်နဲ့စတက်အလူတော်ကြီးအစုအဖွဲ့တွေအတွက်ပင်ကောင်းကျိုးဖြစ်ထွန်းနေတာမျိုးကိုခွင့်မပြုဘဲကျန်းမာရေးပညာရေးလူမှုဝန်ဆောင်မှုကဏ္ဍတွေအတွက်ရင်းနှီးမြှုပ်နှံဖို့လည်းလိုအပ်ကြောင်းသူကထောက်ပြခဲ့ပါတယ် ဇီဝရေးနဲ့ရင်းနှီးမြှုပ်နှံမှုတွေဟာပြည်သူတွေရဲ့လူမှုဘဝမြင့်တင်ရေးကိုအားပေးထောက်ပံ့ပေးဖို့လည်းတကတိုက်တွန်းခဲ့ပါတယ်။နောက်ဆုံးချက်အနေနဲ့ကတော့မြန်မာပြည်သူတွေကိုလစ်လျူမရှုထားဘဲနိုင်ငံတကာတိုင်ဝမ်ကဝိုင်းဝန်းကူညီပေးကြဖို့ဆိုတာပါပဲ။အဲ့ဒီထဲမှာမြန်မာစစ်တပ်အရေးပေါ်လက်နက်ဝယ်ယူခွင့်ပိတ်ပင်တာဇီဝရေးရရင်းယူပိတ်ဆိုတာလင်းရင်စီတွေတင်သွင်းလို့မရနိုင်အောင်တားမြစ်တာပဋိပက္ခတွေကနေထွက်ပြေးတင်းရှောင်လာတဲ့မြန်မာဒုက္ခသည်တွေကိုအကူအညီပေးတာစားတဲ့ကဏ္ဍပေါင်းစုံအကြံဝင်ပါတယ်။ပြီးတော့နေဆက်ဖြတ်ကြောင်းလူသားချင်းစာနာမှုအထောက်ပံ့တွေပေးဖို့နိုင်ဖို့အတွက်ပို့ပြီးပြောင်းလဲပြင်လဲရှိရဲ့စိတ်ကူးညံထပ် တန်တဲ့နီလန်းတွေကိုရှာဖွေအသုံးပြုကြဖို့လည်းပါဝင်ခဲ့ပါတယ်။နောက်ပြီးဒေါ်လာရေးအစိုးရဖြစ်တဲ့မြို့သားညညီအစိုးရ NUG စစ်တပ်ကိုတွန်းလှန်နေတဲ့တိုင်းသားလက်နက်ကိုင်အင်အားစုတွေဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူတွေရပ်ဖက်ဖွဲ့စည်းတွေနဲ့ထိတွေ့မှုတွေမြင့်တင်ဖို့လဲထားကထည့်သွင်းအကြံပြုခဲ့ပါတယ်။သူရဲ့မိန်ကုံအဆုံးသက်မှာတော့ထားကမြန်မာစစ်တပ်အနေနဲ့စံဖတ်ရန်လိုတိုက်ခိုက်မှုတွေကိုရပ်တန့်ပြီး လူသားချင်းစာနာမှုအကူအညီတွေဖြန့်ဝေပေးမှုတွေကိုခွင့်ပြုဖို့မတရားဖန်ဆီးထားသူအားလုံးကိုလွတ်ပေးဖို့လည်းတောင်းဆိုသွားပါရယ်။အရန်ကြက်တဲ့ဆိုးရွားနေတဲ့ကာလာရီမာတော့မြန်မာပြည်သူတွေကလူအခွင့်အရေးပေါ်ခြေကန်တဲ့အနာဂတ်မျိုးအတွက်အစီအစဉ်တွေချမှတ်လှုပ်ဆောင်နေကြ။အဲ့ဒီမျော်လင့်ချက်တွေလက်တွေ့ဖြစ်လာအောင်မြန်မာပြည်သူတွေကိုကူညီဖို့နိုင်ငံတကာတိုင်ဝန်တွေမှာတာဝန်ရှိကြောင်းထပ်ကပြောကြားသွားပါရယ်။နောက်ထပ်တစ်ပုဒ်အနေနဲ့ထိုင်းပညာရှင်143ကဝန်ကြီးချုပ်ဖေးတုံတန်ကိုရာထူးမှာဖိတ်ရှားပေးဖို့ဘီယန်တန်အတနာခန်စာတင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ထိုင်းပညာရှင်143 ်ကဝင်ကြီးချုပ်ဖီတုံတန်ကိုရှာတူးမှဖင်ရှားပေးဖို့ဘယင်မြင့်မြတ်ထံတော်ဝင်အတနာခန်းစာတင်သွင်းခဲ့ကြောင်းသိရပါဗျာ။ ၎င်းတို့ကဝင်ကြီးချုပ်ကနိုင်ငံကိုဦးဆောင်ရန်လိုအပ်တဲ့အရေးချင်းအတွေ့အကြုံနဲ့ရှင်းချက်မှမရှိကြောင်းဆွဆွဲပြီးဖွဲ့စည်းပုံခြေကဥပဒေကိုချိုးဖောက်ပြီးအမျိုးသားလုံခြုံရေးကိုချိန်ချောက်တဲ့လုပ်ရက်တွေလှောက်ဆောင်ခဲ့တယ်လို့ဆွဆွဲပါတယ်။အတနာခန်းစားနဲ့တူပါရှိတဲ့ထုတ်ပြန်ချက်မှာပညာရှင်တွေက2025ခုနှစ်ဇွန်လ18ရက်နေ့ကကမ္ဘောဒီးယားအာဏာပိုင်များထုတ်ပြန်ခဲ့တဲ့ဖေတုံတန်နဲ့ကမ္ဘောဒီးယားထက်လွတ်တော်ဥက္ကဋ္ဌဝန်ဆန်တို့ရဲ့18မိနစ်ကြာကိုယ်ရေးကိုယ်တာပြောဆိုမှုအသံဖိုင်ကိုကိုးကားခဲ့ပါတယ်။ အစိုးရမှတန်းတင်ထားတဲ့အသံဖိုင်မှာပြည်ထောင်တန်ကထိုင်းနိုင်ငံဒုတိယစစ်တိုင်းမှုကိုပြိုင်ဘက်မှာလို့ရည်ညွှန်းပြောဆိုပြီးဟွန်ဆန်ရဲ့ဆန္ဒတွေကိုတရားဝင်တောင်းဆိုလာပါကလိုင်ရောဖို့ဆန္ဒရှိကြောင်းထည့်သွင်းပြောဆိုခဲ့တယ်လို့ဆိုပါတယ်။အစိုးရမှချက်တွေကထိုင်းလက်နက်ကင်တပ်ဖွဲ့ရဲ့ဂုံတိုက်ခါကိုထိဆက်ထိခိုက်စေပြီးထိုင်းနိုင်ငံနဲ့နယ်စပ်အငင်းပွားနေတဲ့နိုင်ငံခြားကောင်းဆောင်တောင်းနဲ့ပူးပေါင်းဆောင်ရွက်မှုကိုပြသနေကြောင်းစူပါဖွဲ့ကထောက်ပြခဲ့ပါတယ်။ဒါအပြင်အဲ့ဒီမှချက်တွေကဝင်ကြီးချုပ်ရဲ့တစ္ဆာဆိုခြင်းနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုထိန်းသိမ်းဖို့တာဝန်ကိုချိုးဖောက်တယ်လို့လည်းစွပ်စွဲခဲ့ပါတယ်။အဒနာခံ န်စာမှာဝင်ကြီးချုပ်ကသူမရဲ့ဖခင်ဖြစ်သူဝင်ကြီးချုပ်ဟာတက်ဆင်ရှင်နာဝတ်ကိစ္စမှာဥပဒေကိုထိန်းသိမ်းဖို့တာဝန်ကိုပေါ်ဆိုင်လို့လည်းဝေဖန်ထားပါတယ်။တက်ဆင်ကတော်ဝင်လူငင်းချမ်းသာခွင့်ရရှိခဲ့တော့လေထောင်ထဲမှာတည့်ရမမနေခဲ့ရပါဘူး။တက်ဆင်ကဥပဒေကြောင့်ရစွဲချက်တင်ခံထားရတော့လေနိုင်ငံရေးဩစာဆက်လက်လွှမ်းမိုးနေပြီးတမိဖြစ်သူမှာတက်ဆင်အုပ်ချုပ်ရေးကိုတိရောက်စွာထိန်းချုပ်နေတယ်လို့စစ်ဆွဲခံခဲ့ရပါတယ်။ထုတ်ပြန်ချက်အရထိုင်းနိုင်ငံကစီးပွားရေးနဲ့မြို့သားလုံခြုံရေးအချက်တဲကာလမှာဦးဆောင်နိုင်တဲ့အသိပညာစွမ်းရည်နဲ့အမြင်မရှိတဲ့ရုပ်သေးဝင်ကြီးချုပ်ရဲ့အုပ်ချုပ်မှုအောက်ကိုရောက်နေရလို့ လို့ဆိုပါတယ်။ဒီကုန်းချုပ်နီးနဲ့ပညာရှင်143ကနှဆိုင်လာတဲ့မျိုးသားချက်တဲ့ကိုဖြည့်ရှင်ဖို့ဘီယင်မင်းမြတ်ရဲ့တော်ဝင်အခွင့်အာဏာကိုကျင့်သုံးဖို့တောင်းဆိုခဲ့ပါတယ်။၎င်းတို့ကနိုင်ငံတည်ငြိမ်ရေးနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ဂုဏ်သိက္ခာအတွက်ပေတောင်းတန်းကိုရှာတူးမှဖယ်ရှားပေးဖို့တိုက်တွန်းခဲ့ပါတယ်။နောက်ထပ်တစ်ပုတ်အနည်းငယ်ရှိစကြုံမှာငိမ့်စာနီစစ်မှုတန်းရုံမှာငိမ့်စာတက်ကြွကြီးထုံးအောင်ကိုဖမ်းဆီးစဉ်ထွက်ပြေးသွားလို့ပြစ်ခတ်ဖမ်းဆီးရာတည်ဆုံးနေကြောင်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းရှိစကြုံမြို့နယ်ငိမ့်စာနီစစ်မှုတန်းရုံမှာငိမ့်စာတက်ကြွကြီးထုံးအောင်ကိုဖမ်းဆီးစ ဆင်ထွက်ပြေးသွားပြီးပြစ်ခတ်ဖမ်းဆီးရာတည်ဆုံခဲ့ကြောင်းရေစကြိုမျိုးနဲ့ပြည်သူ့ကာကွယ်ရေးဖွဲ့ပကဖမှတာဝန်ရှိသူတအုပ်ကပြောကြားခဲ့ပါတယ်။ ဇွန်လ28ရက်မနက်9:00နာရီကမှရှိစကြိုမြို့နယ်ငိမ့်စာနီစစ်မှုတောင်းရုံမှာတာဝန်ထမ်းဆောင်နေတဲ့အငိမ့်စာတက်တက်ကြီးထုံအောင်ကရှိစကြိုမြို့တွင်မှဆိုင်ကယ်နဲ့ထွက်လာစဉ်မြို့အထွက်ရောက်မှရှိစကြိုပါကဖမရဲဘော်ရီကဖမ်းဆီးရာထွက်ပြေးသွားလို့ပြစ်ခတ်ဖမ်းဆီးစဉ်တည်ဆုံးခဲ့ကြောင်းသိရပါတယ်။မြို့ရဲကနေဆိုင်ကယ်နဲ့ထွက်လာတာကိုတားပြီးအရှင်ဖမ်းနာအရှင်ဖမ်းနာကိုထွက်ပြေးလို့ပြစ်ခတ်လိုက်ရတာသူကတပ်ဖက်ကိုထွက်သွားဖို့ပဲအဲ့ဒီတပ်ဖက်ကလည်းတုံတက်ရှိတာဆိုတော့ဘယ်တက်ကိုသွားတာလဲလို့မသိဘူး။တရင်နေနဲ့ငိမ့်စာနီစစ်မှုတောင်းရုံကိုကူးနေတာသူတယောက်သေးပါပဲ။ကျွန်တော်တို့ရဲဘော်ရီအ ားလုံးပေးကင်းခဲ့ပါတယ်လို့ရှိစကြုံမျိုးနဲ့ပြည်သူ့ကာကွယ်ဖွဲ့ဘက်ကဖာမာတာဝန်ရှိသူတောက်ကပြောကြားသွားပါတယ်တည်ဆုံသွားတဲ့တက်ချက်ကြီးထုံးအောင်ကရှိစကြုံမျိုးနဲ့ငိမ့်စာနီစစ်မှုတောင်းယုံမှာတာဝန်ထမ်းဆောင်နေပြီးစစ်ကောင်စီရဲ့တပ်အတွက်တတ်တတ်ကြွားကြွားလှုပ်ဆောင်ပေးနေသူဖြစ်တာကြောင့်အရေးယူရဖန်းစည်းခံရခြင်းဖြစ်ကြောင်းသိရပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့တနင်္သာရီမော်တောင်လန်စစ်ကောင်စီလေကြောင်းပစ်ကူပေးစစ်ကြောင်းထိုးလာလို့တိုက်ပွဲပြင်းထန်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီလေကြောင်းမှာပုံကျင်ရစစ်သားများရှင်ရာကိုကြားရောက်ခဲ့တယ်လို့ KNU တပ်မဟာလေးကပြောပါတယ်။ ကရင်မျိုးသားစည်းရုံး KNU မြိတ်တော်ဝဲခရိုင်တက်မဟာလီနယ်မြေတနင်္သာရီမောတောင်လမ်းပိုင်းကိုစစ်ကောင်စီကအလီကျောင်းပစ်ကူပေးပြီးမြေပြင်မှစစ်ကြောင်းထိုးလာပြီးကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL ပူပေါင်းတပ်ဖွဲ့ကတိုက်ခိုက်လျက်ရှိကြောင်းကရင်သတင်းရင်းမြစ်တော်ကဆိုပါရယ်ဇွန်လ28ရက်မနက်ပိုင်းကတနင်္သာရီမြို့နယ်သိန်းခွန်ချင်းရွာနီတဝိုင်းမှာမောတောင်တကြောပြန်လဲထိန်းချုပ်နိုင်ရေးစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဖွဲ့များနဲ့ KNL တရင်17လောက်ခံတော်လိုင်းတပ်ဖွဲ့တွေကြားတိုက်ပွဲဖြစ်ပွားနေကြောင်း KNU မြိတ်တော်ဝဲခရိုင်ကအသိပေးပါရယ် အခုလက်ရှိအခြေအနေကတိုက်ပွဲဆက်ဖြစ်နေတဲ့စစ်ကောင်စီကတောက်လျှောက်လေးရင်နဲ့ဂျက်ဖိုင်တာနဲ့လာကျဲတာပေါ့မြေပြင်တရင်ရတော့လေးရင်ဘုံလာကျဲတာကကျွန်တော်တို့တော်လိုင်းဖွဲ့တွေကမကြဘဲသူတို့အချင်းချင်းတပ်ဖွဲ့ဝင်တွေပြန်ကြတာပြန်ကြတာတည်ရတယ်ဒါမဲ့သူတို့ဘက်ကထိခိုက်ဒဏ်ရာရတယ် ဘလောက်ရှိလဲအသေးစားမသိရသေးဘူးလို့ GNU မြိတ်တဝဲခရိုင်ကင်းရင်လူငယ်အစည်းအရုံးတွင်ရင်မူစောအက်ဒီကော်ကဇွန်လ28ရက်နေ့လပိုင်းမှာပြောကြားပါရယ်စစ်ကောင်စီတပ်ကလေတပ်မှတိုက်ပွဲဖြစ်ပါရနေရနီးတဝိုက်ကိုချက်တိုက်လျင်နေနဲ့တိုက်ခိုက်လျက်ရှိရာမနက်7နိုင်မှာပုံအကြီးနှလုံးနဲ့ဘုံငယ်7လုံးထပ်မင်းလာရောက်ချင်းချခဲ့တယ်လို့ GNU မြိတ်တဝဲခရိုင်ကသတင်းထုတ်ပြန်ပါရယ်ဒီလိုချင်းချခဲ့တော့လဲစစ်ကောင်စီတပ်ဖွဲ့ဝင်များနေထိုင်ရာနေရာကိုသာထိမှန်ခဲ့တယ်လို့ဖော်ပြထားပါရယ်စစ်တပ်ကလေရင်ပစ်ကူပေးစစ်ကြောင်းထုတ်လာတော့လဲထိရောက်မှုမရှိလို့လဲစောအက်ဒီကော်က 别玩嘞！ သူတို့အဲ့ဒီစစ်ကြောင်းကပြီးခဲ့တဲ့6လနီးပါးကလေးကမောတောင်ဒေသကိုရှာဖို့ပြန်ထိန်းချုပ်ဖို့အတွက်ပြီးခဲ့တဲ့6လကလေးကစစ်ကြောင်းထိုးနေတာဒါပေမဲ့သူတို့ထိုးပေါက်နိုင်တဲ့အခြေအနေတခုတော့မရဘူးပေါ့နောက်တစ်ချက်ကလင်းရင်အတုံးပြူနေလေလင်းရင်ဘုံလာကျဲလေထိရောက်မှုအားနေတာပေါ့ကျွန်တော်တို့ KNL လေးဦးဆောင်မှုအောက်ရှိတော်လိုင်းပူပေါင်းတပ်ဖွဲ့ဝင်တွေကတော့ဆက်လက်ပြီးခုခံတဲ့အနေနဲ့ဆက်ရှိနေမယ်လို့စောအယ်ဒီကောကပြောပါရစ်စစ်ကောင်စီကတနင်္သာရီမောတောင်လမ်းပိုင်းပြန်လဲထိန်းချုပ်နိုင်ရေး2024ခုနှစ်ကုန်ပိုင်းကလေးကလေကြောင်းဖြစ်ကိုအကြိမ်ကြိမ်ပြေးပြီးစစ်ကြောင်းထိုးနေတော့လေတော်လိုင်းတပ်တွေရဲ့တိုက်ခိုက်မှုကြ ောင့်လက်ရှိတိုက်ပွဲဖြစ်ပွားရာသိန်းခွန်ကျင်းရွာနီတဝိုင်းမှာရှေ့ဆက်မတိုးနိုင်ပေဖြစ်နေရလို့ရေးသားထားတာကိုတင်ဆက်ပြလိုက်ရပါရရှင်။